ားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Telegram Premium ဝယ်သုံးမယ်ဆိုရင်ဘယ်လိုမျိုးအဖီရှာတွေအသုံးပြုလို့ရမလဲဘယ်လိုမျိုး reset တွေကောင်းလာမလဲဆိုတော့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ် Telegram ကိုတုံးချင်အဖြစ်ကိုကနေပြီးမှအာဒီ free သုံးတာနဲ့ free သုံးတဲ့ account တွေနဲ့ဆိုင် Premium ဝယ်သုံးလိုက်ပြီဆိုတာနဲ့ဘယ်ချက်တွေထူကြမလဲဘယ်ဟာတွေကိုအဓိကထားပြီးတော့သုံးလို့ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ် Okay Telegram Premium ဝယ်ပြီးပြီဆိုရင် Facebook မှာဆိုရင်တော့အာဒီ Telegram Premium ဝယ်သလို Facebook မှာကြတော့ တော့ blue map ပေါ့နော် meta verify လာတဲ့ချိန်နဲ့ဝယ်ရသလိုပဲဝယ်ရဝယ်ရသလိုမျိုးပဲ telegram မှာလည်းอืมသူ premium ကိုလာတဲ့ချိန်နဲ့ဝယ်လို့ရတယ်ကိုအကောင့်ကိုကိုယ်တိုင်ဝယ်မယ်ဆိုရင်တစ်လစာဝယ်မလားသုံးလစာဝယ်မလားနောက်ဝယ်ရင်တစ်နှစ်စာဝယ်မလားဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်နမူနာကျွန်တော်ရဲ့အကောင့်ကိုစမ်းပြီးဝယ်ထားတယ်ကျွန်တော်ပြပေးမယ်နော်ကျွန်တော်ရဲ့အကောင့်ကိုဟိုပါဒီပေါ့ဒီမှာပေါ့နော်မြင်ရမလားတော့မသိ star လေးအဲအဲ့လိုပုံစံမျိုးလေးပေါ့နော် Telegram Premium ဝယ်မယ်ဆိုရင် ဥပမာကျွန်တော်ဒီ screen ကိုလည်းကျွန်တော် share ပေးထားမယ်။နမူနာပြပေးမယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်ဒီမှာကျွန်တော် Telegram နဲ့ဝင်လိုက်မယ်။ဝင်ပြီးသွားပြီဆိုရင် Telegram Premium နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးဝယ်လိုက်ပြီဆိုတာနဲ့ဘာ feature တွေအသုံးပြုရမလဲဘယ်လိုမျိုးအကြောင်းအရာတွေကျွန်တော်တို့အကောင့်မှာ free သုံးနေတာ free သုံးနေတာနဲ့စာရင်ဘယ်လိုမျိုးမိုက်မလဲဆိုတာလေးကိုပြပြပေးမယ်နော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော် screen အဲ share ပြပေးမယ်တစ်ချက်လိုက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော် Telegram ဝယ်ထားတဲ့ account တွေဝယ်ထားတာဖြစ်တဲ့အတွက်ဒါမျိုးလေးပေါ်တယ်အဲဒါမျိုးလေးပေါ်တယ်အဲ့ရနေပြီးမှကိုစိတ်ကြိုက်ဒီအဲဒီမှာ premium state ကတွေပြောင်းလို့ရတယ် profile animated profile တွေစိတ်ကြိုက်ဒီမှာ change လို့ရတယ်အများကြီးသုံးရသွားပြီဗျာဒီမှာ Telegram emoji နဲ့ပတ်သက်တာတွေရောအများကြီးသုံးလို့ရသွားတယ်ဒီမှာနော် emoji ပေါင်း16000ပေါ့ဗျာဒီမှာအများကြီးသုံးရပြီပဲဖြစ်ပါတယ်ဒါက ပရီမီယံဝယ်ပြီးသွားတဲ့ account တွေဆိုရင်အခုလိုမျိုး sticker လေးတွေလမ်းစားပုံစံမျိုးလေး sticker emoji ရလမ်းစားပုံစံတွေအများကြီးသုံးလို့ရသွားတယ်။ Okay ဒီလိုမျိုးသုံးလို့ရသွားအောင်ဒီသုံးလို့ရတဲ့အပြင်ဘာ feature တွေပါထပ်ပြီးတော့ကျွန်တော်တို့ account မှာအသုံးပြုရမလဲဆိုတော့ပြောပြပေးမယ်။ဒီ account မှာဆိုရင်ကျွန်တော် Telegram Premium ဝယ်မယ်ဆိုရင်ဒီ account ရဲ့ setting ကနေပြီးတော့အောက်ဆုံးထိဆွဲလိုက်။ဆွဲပြီးသွားရင် Telegram Premium နဲ့ကိုသွားလိုက်။ Okay ဒီမှာဆိုရင် Telegram Premium ပြနေပြီဗျာ။ကျွန်တော်ဝယ်ပြီးပြီနော်။ဝယ်ပြီးဟိုမှာတကယ်လို့ ျွန်တော်ဝယ်မယ်ဆိုရင်ဘာတွေအဓိကထားပြီးတော့ကျွန်တော်ဒီအသုံးပြုလို့ရမလဲဆိုတာလေးပြောပြပေးမယ်ပထမအောင်တော့ပထမအောင်တစ်ချက်အနေနဲ့ဒီထဲမှာကြည့်လို့ရတယ်ဒီမှာ story နဲ့ပတ်သက်ပြီးတော့ unlimited post တွေပေါ့နော်စိတ်ကြိုက် story တင်လို့ရတယ်နော်စိတ်ကြိုက် story တင်လို့ရတယ်ပြီးတော့အရင်ဒီမှာ stream mode ဆိုတာကကျွန်တော်ရဲ့ story ကိုလာကြည့်ကလူတွေမှန်တယ်များကိုကျွန်တော်ပြန်ပြီးတော့အသေးစိတ်ကြည့်လို့ရတယ်ပြောချင်တာကဗျာကျွန်တော် story ကျွန်တော်ဒီပုံမှန်ဆိုရင်ကိုယ့်ရဲ့ story တွေကိုတင်လိုက်မယ်ဆိုရင်အဲဟိုကြည့်ရလူတိုင်းကိုပြန်ပြီးတော့ ဘယ်ကောင်ဘယ်ကောင်ကကြည့်တယ်ဆိုတာမပေါ်ဘူးဗျာ free သုံးတဲ့လူရတော့မပေါ်ဘူးခုလိုမျိုး premium သုံးလိုက်ပြီးတော့လုံးဝဝီတော့ဒါကြီးရဲ့လူမှန်တယ်ဗျာကျွန်တော်အကုန်လုံးပြန်ပြီးတော့ကြည့်လို့ရတယ်တခိုးပုံစံမျိုးကိုကောင်ကိုနေတိုင်း show နေတဲ့လူကြီးအကုန်လုံးကိုကျွန်တော်ပြန်ပြီးတော့ဘယ်ကောင်ဘယ်ကောင်ကငါရဲ့ story ကိုလာကြည့်တယ်ဆိုတာစိတ်ကြရဲကျွန်တော်တို့ဒီပြန်ပြီးတော့ share လို့ရသွားပြီဗောနော်အဲဆိုကိုရဲ့ story ကို stream mode တွေပါကြီး on လို့ရသွားပြီနောက်တစ်ခုကကြတော့နောက်က story ကိုပုံမှန်ဆိုရင်ကျွန်တော်တို့ဒီ 24နာရီလောက်ပဲတင်လို့ရတယ်ပရီမီယံဝယ်လိုက်မယ်ဆိုရင်အဲကျွန်တော်48နာရီလောက်ဒီကိုစိတ်ကြိုက်ထားပြီးတော့ရွေးတင်လို့ရသွားတယ်เนาะအဲနောက်ပြီးသားရင်ကျွန်တော်တင်လိုက်တဲ့ story telegram story တွေကို48နာရီလောက်ဒီပြပေးတယ်ပြီးသားရင်အဲ့ဒီပြပေးတဲ့အပြင်ကိုကျွန်တော်ဒီ view တွေပေါ့နော် story view တွေလည်းပို့ပြီးရမယ်ကိုကပရီမီယံဝယ်ထားတာဖြစ်တဲ့ကိုရဲ့ story ကိုသူများသူများအကောင့်တွေမှာထိတ်သွင်းနေသွားပြီးတော့ပြပါပြပေးမှာပေါ့နော်ကိုရဲ့ telegram ဖုန်းနံပါတ်ရှိတဲ့လူတွေအဲဒီ contact ရှိတဲ့လူတွေဒီမှာသွားပြီးတော့ထိတ်သွင်းနေသွားပြပေးမှာဖြစ်တဲ့အတွက် view လည်းများမယ် result လည်းပိုကောင်းပြီပေါ့နော် view ပိုရလာရင် view view ပိုရလာနိုင်မှာပေါ့နော်ခုနကျွန်တော်ပြောတဲ့ steam mode လည်းရမယ် view ကမပေါ်တာကြီးလည်းကျွန်တော်တို့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါဒါကကောင်းတဲ့အချက်တွေပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာအမ်နောက်တစ်ခုကကျတော့ဟိုကျွန်တော်ဗားရီရှိလဲဆိုတော့ Telegram account ၄ခုလောက်ကျွန်တော်ဒီ join လို့ရတယ်၄ခုဆိုတာကိုယ့် Telegram ထဲမှာ account တစ်ခုတည်းတင်မဟုတ်ပဲနှစ်ခု၃ခုပုံမှန် free ဆိုရင်တော့၃ခုပဲတုံးလို့ရတယ်ဒီမှာကျတော့၄ခုလောက်ထားပြီးတုံးလို့ရတယ်လို့ပြောချင်တာပေါ့နော် โอเคအဲ့ဒါကိုပြောကျင်တာဖြစ်ပါတယ်နောက်တစ်ခွက်ဒီမှာ unlimited cloud storage ပေါ့နော် cloud storage ကကျွန်တော် 4K ပဲ 4K တောင်းမယ် document တခုချင်းဒီတိုင်းမှာကျွန်တော် 4K တွေအသုံးပြုလို့ရမယ်အဲနောက်တစ်ခုက unlimited storage or ကျွန်တော် channel လောက်တာပဲဖြစ်ဖြစ် media တွေကျွန်တော်ဒီ over overall အနေနဲ့အသုံးပြုတာတွေအကုန်လုံး unlimited တောင်းရတယ်ပေါ့နော်လုံးဝဟိုချက်လွင်လို့ပြောလို့ရတယ်ပေါ့နော် cloud storage ကကျွန်တော် unlimited unlimited နဲ့ဟို share သုံးလို့ရမယ်ဆိုတဲ့ပုံစံမျိုးဒီဖြစ်သွားတာပေါ့နော်အဲဆိုတော့ ော့ကျွန်တော်ရမ်ရမ်မိုက်တဲ့ feature တွေမှာပါပြီးဖြစ်ပါတယ်เนาะโอเคအနာလေးเนาะရမ်မိုက်တဲ့ feature တွေမှာပါပြီးဖြစ်ပါတယ်ဟိုနောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီဘာကိုဘာတွေကျွန်တော်ဒီထပ်ပြီးတော့ရနိုင်ထပ်ပြီးတော့ရနိုင်မလဲဆိုရင် နောက်တစ်ခုကကျွန်တော်ဒီမှာ unlimited cloud storage ပြင်နောက်တစ်ခုကကျွန်တော် double limited ပေါ့နော် double limited ဆိုတဲ့အထဲမှာဘာကြီးပါလဲဆိုတော့ channel ပေါင်း channel တွေ group တွေ join ခွင့်ကကျွန်တော်တစ်ထောင်လောက်ထိကိုထားလို့ရတယ်ပေါ်လာဆိုရင်လည်းအဲကျွန်တော်30လောက်ခွဲလို့ရတယ်ဒီမှာဒီမှာနော် pin pin ဆိုရင်လည်းပုံမှန်ကျွန်တော် free pin ကတော့၅ခုပဲရတယ်ဒါပေမဲ့ premium ဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်က pin ထိုးမယ် pin ထိုးပြီးတော့အပေါ်ထိတ်ဆုံးမှာပေါ်သေးခြင်းလေဆိုရင်10ခုလောက်ထိထားလို့ရတယ် public link နေ public link ဆိုရင်အခု20လောက်ထိတုံးလို့ရတယ် အဲ့လိုပုံစံမျိုးပေါ့နော်ခုနကကျွန်တော်ပြောတဲ့အကောင့်လေးခုထားလို့ရတယ်ပြီးတော့ရင်တခြားဒီမှာကျွန်တော်တပယ် limit ထဲမှာဒီမှာကြည့်လိုက်ပေါ့နော်ဘာလို့လို့ရလဲဆိုရင်ဒီလိုတွေ channel တွေဆိုရင် premium ဆိုရင်တထောင်ဒီသုံးပြုလို့ရတယ်အဲ chat ပင့်ထိုးရပါတယ်ဆိုရင်10ခုထိရတယ် public link တွေဆိုရင်အခု20ရတယ်အဲ get တွေပါတယ်ဆိုရင် get premium gift နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီစေလောက်လို့ရတာဆိုရင်400လောက်တိလို့ရတယ်ရမ်းမိုက်တဲ့ထဲမှာပါပါပါတယ်เนาะအဲ ခုကျွန်တော်ပြောတဲ့အချက်တွေကဒါအာဘယ်လိုပြောမလဲနည်းနည်းလေးပဲရှိသေးရယ်ပေါ့နော်โอเคပြီးသွားပြီဆိုရင်နောက်ဒီမှာ Telegram resonant နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ account ကို business feature ပုံစံမျိုးတွေ location တွေ opening hour တွေထည့်လို့ရတယ်ပြီးတော့ရင် reply ပေါ့နော် reply auto reply တွေသုံးလို့ရတယ် Telegram business business type ပုံစံမျိုးသုံးလို့ရသွားမယ် location ထည့်လို့ရမယ် opening hour အခွင့်ကိုယ့်ရဲ့ sign sign ပုံစံမျိုးပေါ့နော် business ပုံစံမျိုး ဒီအအချိန်နေထည့်လို့ရလာမယ် query reply ဆိုတာကကျတော့ auto reply နေထည့်လို့ရတယ်ဒီမှာ greedy message တွေ allowy message တွေအလုံးဝ special ပေါ့နော်အဲဒီ chatbot တွေအစတော့ဝန်စိတ်ကြပြင်ဆင်လို့ရတာဖြစ်ပါတယ်ဒါ telegram business ပါသူတို့ဟိုကျွန်တော်ထည့်ပေးထားတာဖြစ်တဲ့အတွက်ရမ်းမိုက်တဲ့ရမ်းမိုက်တဲ့အချက်လို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် last the time ဆိုတာကျွန်တော်တို့ဒီတစ်ချက်လေးဝင်ကြည့်လိုက်မယ် last the time ဆိုတော့ကကျွန်တော်ဒီမှာသူပြထားတဲ့ private ဒီ privacy and security မှာ last three times ဆိုတာလေးဒီမှာကျွန်တော်ဘယ်သူမှမမြင်လို့မရအောင် no body ထားတာမျိုး privacy မှာစိတ်ကြိုက်ချိန်လို့ရတာမျိုးတွေဒီမှာဒီမှာပြထားပြီပေါ့နော်အဲအဲ့ဒါဆိုတော့ကိုကဟိုကို last three time ပုံစံမျိုးထားခြင်းနဲ့ဒါပဲဖြစ်ဖြစ် only me ထားခြင်းတာပဲဖြစ်ဖြစ် everyone ထားခြင်းတာပဲဖြစ်ဖြစ်ဒီမှာစိတ်ကြိုက် last three time online မှာစိတ်ကြိုက်ပြင်လို့ရပြီပေါ့နော်အဲ online ဖြစ်တာပဲဖြစ်ဖြစ်နောက်ဆုံးချိန်ပဲဖြစ်ဖြစ်ဟိုဘယ်သူမှမမြင်အောင်ထားလို့ရတဲ့ပုံစံမျိုး last three time ကန့်တက်ပြီးရောစိတ်ကြိုက်ထားလို့ရပြီပေါ့နော်ဒါကလည်း premium သုံးပြတဲ့လူတွေကိုပဲဥသာပေးပြီးရော သူကအာပြောပြပေးတာသုံးပြတဲ့လူတွေကိုဥသာပေးပြီးရောဒါရမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီအာစာစာတွေကိုကျွန်တော် white to message ပုံစံမျိုးသွားလို့ရပြီပေါ့နော် white to text ပေါ့နော်အာစာကျွန်တော်ဒီအတံဖိုင်ရနေပြီးတော့စာအဖြစ်ပြောင်းလဲတာမျိုးတွေလုံးဝလုံးဝရသွားပြီဖြစ်ပါတယ်နောက်တစ်ခုအကြိုက်ဆုံးကတော့ကျွန်တော် fast start download speed ပေါ့ priority တောင်းတဲ့ခါမှာလုံးဝ fast start အမြန်တော့မြင်နေ download ရမှာဖြစ်ပါတယ်ဘယ်လောက်ပဲကင်များများကျွန်တော်တို့ဒီ အဲ Telegram အဲ Telegram မှာကျွန်တော် video တွေကို faster download speed အမြန်ဆုံးနဲ့ download ရမှာဖြစ်ပါတယ်။ဒါလည်းရန်မိုက်တယ်ပေါ့နော်။နောက်တစ်ခုက translation တွေလုပ်ခွင့်ရမှာဖြစ်ပါတယ်။နောက်တစ်ခုက emoji ဒီမှာ animated emoji ပေါ့နော်။ animated emoji ဆိုတာက emoji တွေ animation ပုံစံမျိုးတွေလှုပ်စီလှုပ်စီပုံစံမျိုး emoji တွေအကုန်သုံးလို့ရတာပါနော်။အလားတည်းရန်မိုက်ပါတယ်။ဒါဆိုလည်းပေါင်စင်ရော emoji emoji ပေါင်း16000ဒီသုံးလို့ရမှာဖြစ်ပါတယ်။ Okay ။ ဒီမှာဆိုရင်ဆေးမဆေးတွေလည်းကျွန်တော်တို့ရအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူတခုချင်းတွေပြဝင်ကြည့်လို့ရတယ်เนาะကျွန်တော်ပြောရင်နည်းနည်းလေးကြားရင်လေးပဲဒီမှာဆေးမဆေးပုံနဲ့လို့ဒီလုံအောင်ဆေးမဆေးကိုမှပင်ထားတာမျိုးတွေထိပါလို့ရတယ်ပေါ့အအဆင်ပြေတယ်ဒီတော့ရင်ကျွန်တော်တို့ဒီ name နဲ့ profile color တွေလုံးဝ change လုပ်ရတယ်။ကိုယ့်ရဲ့ name မှာပုံမှန် free သုံးနေတဲ့ account တွေဆိုရင်ဒါတွေလုံးဝလုပ်လို့မရအောင်။ premium ဆိုရင်တော့လုံးဝစိတ်ကြိုက် color တွေ profile မှာ profile color တွေ name color တွေစိတ်ကြိုက်ပြင်ဆင်လို့ရပြီဖြစ်ပါတယ်။ mic တွေထဲမှာပါပါတယ်။ โอเคပြီးတော့ပြီဆိုရင်ဟောပေးပါဟောပေးပါဒီပေါ့နော်ကျွန်တော်ချက်ချက်တင်လောက်ထားတဲ့နောက်ခံဟောပေးပါပတ်တနာတွေလုံးဝစိတ်ကြိုက်ပြင်ဆင်လို့ရပြီပြောင်းလဲလို့ရပြီဖြစ်ပါတယ် profile page ဆိုတာကတော့အဲ profile page ဆိုတာကဒီအဲအမှန်ကြီးလေးပေါ့နော်ဒီ blue map ပုံစံမျိုးလေးရမှာဖြစ်ပါတယ်နောက်တစ်ခုက message တွေပါတယ်အဲလုံးဝပို့လို့ရမှာဖြစ်ပါပိတ် message ပေါ့နော်ဘယ်သူကပဲဖြစ်ဖြစ် အဲကျွန်တော်တို့ဒီ contact မဟုတ်တဲ့လူတွေရပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာ message ပို့မယ်ဆိုရင် contact မဟုတ်တဲ့လူတွေကြီးကနေပြီးမှ news center ရဲ့ဒီ news center ရဲ့ကြီးကနေပြီးမှကိုယ်စီလာပို့တယ်ဆိုရင်ကိုယ်ဟို fee တစ်ခုအနေနဲ့ charge ပေးတဲ့ပုံစံမျိုးတွေဒီမှာလုပ်လို့ရတယ်ပေါ့နော်အရင်မိုက်တဲ့ချက်မှာပါပါတယ်နော်ပြီးတော့ chat management ပေါ့နော် chat management ဆိုတော့ကကျွန်တော်တို့ဒီမှာ new contact new contact မဟုတ်တဲ့လူတွေကြီးကနေပြီးမှဟိုစာတွေကို high load ပေးတာတွေ auto achieve တွေကိုသွားပေးတာမျိုးတွေသတ်သဖြင့်ပေါ့နော် ပေါ်တာခွဲတဲ့ဘိုင်းတွေရမှာဖြစ်ပါတယ်နော်အဲအဲ့ဒီဘိုင်းကိုပြောခြင်းဖြစ်ပါတယ် no ad ဆိုတာကကျွန်တော်လုံးဝကြော်ညာမတက်ဘူးအဲဒီအချက်ကလည်းရမ်းလိုက်တယ်ကျွန်တော်တို့ဒီ back glue လည်းပဲဝင်ဝင်ကြည့်ကြည့်ကိုက premium ယူထားတဲ့ account ဖြစ်တဲ့အတွက်ကြော်ညာရွာကြီးသူများကြော်ညာရွာကြီးကိုကဝင်ကိုယ့်ရဲ့ကိုယ့်ရဲ့ဒီ account ထဲမှာလုံးဝတက်မှာမဟုတ်ပါဘူးအဲ့ဒါလည်းမိုက်ပါတယ်ပြီးတော့ရင် app icon လေးတွေလည်းချိန်ချက်လုပ်လို့ရတယ်အဆင်ပြေတယ်နော်ပြီးတော့ရင် reaction ပေါင်း infinite infinite date ဆိုတာ reaction ပေါင်း16000စိတ်ကြိုက်ပြီးရေးပေးလို့ရပြီပေါ့နော်အဲနောက်တစ်ခုက profile picture မှာ animated profile picture ဆိုတော့ကိုယ့်ရဲ့ profile ပုံလေးတွေကိုကျွန်တော်လှုပ်စီပုံစီပုံစံမျိုး animated ပုံစံမျိုး animation ပုံစံမျိုးထားခြင်းလဲဆိုရင်လည်းထားလို့ရတဲ့ option တွေပါလာပြီဖြစ်ပါတယ်ပြီးတော့ရင် premium စေကာတွေအသုံးပြုရမယ် sorry ကျွန်တော်ပြန်ထွက်သွားတော့เนาะပြီးတော့ရင် premium စေကာတွေအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုက message effect ပေါ့เนาะ message ဥမာကျွန်တော်ဒီ private message တွေကို animated effect ထည့်တဲ့အပိုင်းလေးအများကြီးဒီမှာတို့ပြပေးထားရပြခုလိုမျိုးတွေ effect လေးအများကြီးစေကြအောင် animate ပုံစံမျိုးလုံးဝဟိုအလံစားထားလို့ရမယ်လို့ပြောခြင်းဖြစ်ပါတယ်။နောက်တစ်ခုကဒီမှာ checklist ပေါ့နော်။ Okay checklist ဆိုတော့ကကျွန်တော်တို့ဒီစာပို့တဲ့ခါကျရင် list ပုံစံမျိုး checklist ပုံစံမျိုးဒါမျိုးလေးပို့လို့ရမယ်လို့ပြောတာဖြစ်ပါတယ်။ဒီမှာကျွန်တော် share ပြပေးထားတယ် second ရဲ့မှာ။ Okay ဒါမျိုးလေးပေါ့ဒီ feature feature ပေါင်းတော်တော်အများကြီးပါတယ်ဗျာ။ feature ပေါင်းတောင်း6000ပေါ့နော်။အများကြီးသုံးလို့ရမှာဖြစ်ပါတယ်။ဒီ Telegram Premium က Facebook မှာလို့ Facebook မှာလို့မျိုးအဲကျွန်တော်တို့ဒီ Premium လာစဉ်ကြည့်နေကျွန်တော် blue map ဝယ်လိုက်ပြီဆိုရင် facebook မှာ blue map လာစဉ်ရေးဝယ်မယ်ဆိုရင်အလောက်ကြီး feature မစုံဘူးဗျာ telegram မှာဆိုရင်တော့လုံးဝဟိုပတ်ပေါင်းစွာနေပြီးမှ feature တွေအများကြီးထည့်ပေးထားတာဖြစ်ပါတယ်ဒါလေးကျွန်တော်ဒီအသုံးပြုခြင်းနဲ့ telegram premium အာဝယ်ပြီးတော့အသုံးပြုခြင်းနဲ့ဆိုရင်ပို့ပြီးတော့ကောင်းမွန်တဲ့ဘက်သက်တည်ရလာမယ် business တက်လဲ run ရတာအဆင်ပြေမယ်ခုနောက်ပိုင်းဆိုရင် telegram ကနေပြီးတော့တော်တော်များများကအပေါ်တွေအသုံးပြုလာပြီး telegram နဲ့ပတ်သက်ပြီးတော့ premium တွေအသုံးပြုလာချပြီပေါ့နော်အဲ့ဒါဆိုတော့ ုင်က Telegram Premium မသုံးရသေးဘူးဆိုရင်ကျွန်တော်ပြောပြပေးပြောပြပေးထားတဲ့ဒီ Telegram Premium ရဲ့ဒီအချက်လက်တွေပေါ့နော်။ဟိုကအမိုက်စာ feature တွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့ကိုကစိတ်ဝင်စားတယ်ဝယ်ခြင်းနဲ့ဆိုရင်ကိုယ်တိုင်ဝယ်ကိုယ်တိုင်ဗီဇာကတ်ချက်ပြီးတော့လည်းဝယ်လို့ရတယ်။တကယ်လို့ဝယ်လို့အဆင်မပြေခဲ့ဘူးဆိုရင်လည်းကျွန်တော်ဒီမှာဝယ်လို့ရတယ်။ကျွန်တော်ဒီမှာ Telegram Premium ကိုအဲကျွန်တော်ဒီ crypto ပုံစံမျိုးပေါ့နော်။ဒီတွန်ကေပါတွန်တွန် wallet တွေနဲ့ တွန်ကွိုင်းလေးအသုံးပြုပြီးတော့ကျွန်တော်စိတ်ကြိုက်ဝယ်ပေးတာဖြစ်ပါတယ်3လသာပဲဖြစ်ဖြစ်6လသာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာ Telegram Premium နဲ့ပတ်သက်ပြီးတော့လာပြီးတော့ဝယ်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ကိုယ်တိုင် Telegram ကိုဟိုစိတ်ဝင်စားတယ်ကြွမ်းကျင်နေတဲ့သုံးသက်ရှင်တာပဲဖြစ်ဖြစ် Telegram ကနေပြီးမှအဲဒီဝင်ငွေလမ်းကြောင်းရှာပြီးတော့ဖိုးပေါက်ရှင်တာပဲဖြစ်ဖြစ် Telegram AD1 ပြီးတော့ကြော်ညာကြီးအဲအသုံးပြုရှင်တာပဲဖြစ်ဖြစ် Telegram ကိုခြေစားကောင်းဆုံး ိတ်ကြိုက်ဟိုကျွမ်းကျင်အောင်လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာသင်တန်းဖွင့်ပေးထားပါတယ်ဒါ Telegram ID ရဲ့ Master Club ဖြစ်ပါတယ်အဲ့ဒီကကိုလာတက်ပါအယောက်90မပြည့်သေးဘူးပေါ့နော်အယောက်ကပထမဆုံးလာတက်မယ်အယောက်90ကိုကျွန်တော်ဒီ25% discount ပေါ့နော်တသိန်းခွဲနဲ့တက်ခွင့်ပေးထားတာဖြစ်ပါတယ်အားလုံးပဲဟိုစိတ်ဝင်စားရဲဆိုရင်လာတက်ပေါ့နော်ကျွန်တော်ဘက်ကနေပြီးတော့ knowledge share လေးနဲ့အများကြီးတင်ပေးထားရဲစိတ်ကြိုက်စာမေးစာပြေလည်းစီစဉ်ပေးထားတာဖြစ်တဲ့အတွက် ဟိုစိတ်ဝင်စားရဲဆိုရင်လာတက်လို့ရပါတယ်ဒီနေ့ကတော့ Telegram Premium အသုံးပြုမယ်ဆိုရင်ဘလို့ဖြစ်ရတွေကိုဟိုအမိုက်စာအသုံးလို့ရမလဲဆိုတာကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲသင်ပြကြပါလိမ့်ခင်ဗျာ